မင်္ဂလာပါ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမှာတော့ AND အစိုးရမှထုတ်ပြန်ထားတဲ့တတိယတစ်ခုကိုတင်ဆက်ပေးမှာပါဂျမန်နေ့က CDN စေးရုံအုပ်ကြောက်ကြောက်ဒေါ်ခင်တူတူလွင်အာဖန်းစီခဲ့တဲ့တတိယကို ထုတ်ပြန်ပြီးရဲ့နောက်မှာဒီတတိယကိုထုတ်ပြန်လာတာပါဒေါက်တာဒေါ်ခင်တူတူလင်ခခွေဒေါက်တာဒူစီဒီယန်စေးရုံအုပ်တီ၁၇ရက်၄လပိုင်း၂၀၂၁ရဲ့နေ့မှ 18ရက်6လပိုင်း2024ရက်နေ့အထိအမျိုးသားညီညွတ်ရေးအစိုးရမင်ကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။မင်ကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံအဖြစ်ရန်နာပြီးချိန်တွင်လုပ်ငန်းဆိုင်ရာစီရင်စရာများ၊ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့်ငွေကြေးဆိုင်ရာကိစ္စရပ်များအားမင်ကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံလက်ရှိထံသို့လုပ်ငန်းဆိုင်ရာစီရင်စရာများ ရှင်လင်လွှဲပြောင်းပေးရန်အချိန်ချင်းတရားဝင်စာပေးပို့ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။၎င်း၏ပြည်သူဘက်ကမျက်နှာမူ၍စီဒီအမ်ပြုတ်လွတ်ခဲ့မှုနှင့်တော်လိုင်းရေးတွင်ပူပေါင်းဆောင်ရွက်မှုအပေါ်အလေးထားပြီးမင်းကင်မျိုးနှင့်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှနှင့်နှင့်ချီ၍ညှိနှိုင်းရှင်လင်းရန်စောက်ဆိုင်ခဲ့တော်လဲလာရောက်ညှိနှိုင်းဖြေရှင်းခြင်းမရှိခဲ့ပါ။ တို့တော့ဒေါက်တာဒေါ်ခင်တူတူလွင်ကိုမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်စဉ်မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှဆေရက်ခုနှစ်လပိုင်း2023ခုနေ့တွင်ငားယံပေးထားခဲ့သော AK47 တနတ်တလက်အောင်ပြက်လက်အနှံ့ချင်းမရှိသဖြင့်23ရက်ဆယ်လပိုင်း2025ခုနှစ် တွင်မင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ခံမှ တရက်လိုပြုတ်လို့၍တိုင်တန်းခဲ့သဖြင့်မင်းကြီးမြို့နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ့စကမ်ပကိုမြင့်ဆောင်နှစ်တုံညာနှင့်ကရာဇတ်တတိပုံမှ၄တုံညာ6ဖြစ်၎င်း2024ခုနှစ်ဇန်နဝါရီလမှဩဂုတ်လအထိပြည်သူကာကွယ်ရေးအဖွဲ့၏အခွန်ငွေ30ရာခိုင်နှုန်းဖြစ်သော3000အပြန်လဲပေးအပ်ခြင်းမရှိသဖြင့် 28ရက်17လပိုင်း2025ခုနှစ်တွင်မင်းငင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံမှတရက်လိုပြု၍တိုင်တန်းခဲ့သည့်ဖြင့်မင်းငင်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့စခန်းပေါက်စေမြင့်ဆောင်2025ရာသီတည်ပုံမှလေးတောင်များကိုဖြစ်၎င်းအမှုဖွင့်လှစ်ထားရှိခဲ့ပါသည်အဆိုပါအမှုများဖြင့်ကြောက်ကြော်ခင်တူတူလင်းအောင်မင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှတွားရောက်ဖန်စီထိမ့်သိမ့်ခဲ့ခြင်းဖြစ်ပါသည်အဆိုပါ ဖန်စီထိန်သိမ့်မှုတွေအမျိုးသမီးရဲမေမထက်ပေးနိုင်ခဲ့ခြင်းနဲ့ယုံရင်စံကတ်မှုများဖြစ်ပွားရခြင်းတို့လူမှုကွန်ရက်တွေပြန့်နှံ့လျက်ရှိသည့်ကိစ္စနှင့်ပတ်သက်၍ပြည်သူလူထုစိတ်မချမ်းမွေ့မြေများဖြစ်စဉ်အတွက်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးနှင့်လူမွေမှုကြီးကြပ်ရေးဝန်ကြီးဌာနမှအနုညွတ်တောင်းပန်အပ်ပါကြောင်းနှင့်ဒေါက်တာဒေါ်ခင်တူတူလွင်ဤအမှုနှင့်ပတ်သက်၍ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလေးစားစွာ ထုတ်ပြန်အပ်ပါတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။စိတ်ဝင်စားဖွယ်သတင်းများနဲ့နိုင်ငံရေးသတင်းများကိုအဆက်မပြတ်နားထောင်ရှင်နေဆိုရင်ဖြင့်ဒီ channel လေးကို like and subscribe လုပ်သွားကြဖို့မမေ့နိုင်ဘူးနော်။